22ရက်4လ2025ပေါ့နော်မြေပြင်ရရှိတဲ့သတင်းချက်လက်တွေကိုကျွန်တော်စပီကာသမားတယောက်အနေနဲ့အဖြေခံဘဝနဲ့အမုန်းခံလူသားကနေပြီးတော့တိုင်းပြည်ကနိုင်ငံခေါင်းဆောင်အကြီးအကဲတွေကနေစပြီးတော့မှအေဂျင်စွာနေထိုင်နေတဲ့ပြည်သူလူထုတွေသိအောင်ကျွန်တော်တင်ဆက်ပေးတာဖြစ်တယ်ပေါ့နော်ကိုဖုံးရေးတဲ့မင်္ဂလာပါခင်ဗျာတဲ့ကျွန်တော်တို့ကျွန်းလာမြို့နယ်ကပြည်သူတယောက်ပါဗျာတဲ့ကျွန်တော်တို့ကျွန်းလာမြို့နယ်နေတဲ့ကနေနဲ့အဆက်ကကန့်ဘလူမြို့တဲ့ချက်တင်ဘေးမဲ့တတော်ကျိုးဝိုင်းညောင်ကုန်းရွာ လက်ခုပ်ပင်ရွာတွေမှာ PDF အဖွဲ့တွေတောင်းတဲ့ကြီးအင်အားတွေစုနေရတယ်တဲ့သူတို့အစီအစဉ်ကကုတ်ကိုကုံအုပ်စုမှာအထိုင်ချထားတဲ့မြမတက်မတော်ကိုတိုက်ဖို့ပြင်ဆင်နေတယ်တဲ့အဲ့ဒီ PDF အဖွဲ့တွေကိုလက်နက်အင်အားစားရေးအစားသားအရာရာထောက်ပံ့ကူညီပေးနေတာကကျွန်းလာမြို့နယ်ထဲမှာရှိတဲ့တပန်းစိတ်ရေလောင်တမန်ထဲမှာရွှေဖောင်းမောင်းနေကြတဲ့သူတွေကပါတဲ့ဒါကြောင့်ကိုဘုံအနေနဲ့သက်ဆိုင်ရာတာဝန်ရှိသူများထံတင်ပြပေးပါရင်ယုဒီလေးသားစွာတင်ပြအပ်ပါရခင်ဗျာတဲ့။ဒီငြိမ်ရေးသားစွာနေတိုင်းလူသူပြည်သူတပူးလို့ပြောပြပါရတဲ့နော်။ နောက်တစ်ခုကတော့ဒီလာချိုးပေါ့နော်လာချိုးကိစ္စနဲ့ပတ်သက်ပြီးတော့မှနာမည်ကြီးနေတာလေးပေါ့နော်အဲအဲ့ကိစ္စလေးကိုကျွန်တော်ပြောပြမယ်တရုတ်ကမြောက်သုံးကောင်နဲ့တဝက်ကိုအမိန်ပေးထားတယ်တဲ့မန္တလေးကနေမူဆယ်တီ EA ကိုအားလုံးဆုတ်ခွာပေးရမယ် TNN တွေကိုထိန်းပေးဖို့ UWSA ကိုတာဝန်ပေးလိုက်တယ်ကြောင်မဲပါဆုတ်ပေးရမယ်သုံးလာချိုးဝင်းချင်းဖြန့်ခွဲနေရယူထားတဲ့ PDF စီရေးမပေါ်ဆောင်နိုင်ဘူးအတွေးစီရေးမပေါ်ဆောင်နိုင်ဘူးလုံခြုံရေးကို UWSA နဲ့ MNDA ကပူးတွဲ လုံခြုံရေးလုပ်ပေးရတယ်မြမာအစိုးရမှကိုပိုင်အုပ်ချုပ်ရေးရဝါနယ်နဲ့ကိုကန့်နယ်များကိုငြိမ်းချမ်းစွာအတူရှင်တွဲနေတိုင်းရင်းနဲ့ထာဝရငြိမ်းချမ်းရေးအတွက်အာမခံချက်ပေးရမယ်ငါလက်နက်ကင်ပြိပက်ကမဖြစ်စေရညီနိုင်ရင်းကော်မတီအဖြစ်တရုတ်အစိုးရကဂျားကနေဆောင်ရွက်ရန်စောင့်ကြည့်ရေယုံလာချိုးတွင်ဖွင့်လှစ်ထားမယ်6ယာယီလုံခြုံရေးကာလ၌အဖြစ် UWSA နဲ့ MND ကိုကန့်လာချိုးကအနည်းယာယီတက်ဆွဲထားပြီးအစိုးရတပ်များနေရာယူပေးပြီးပါကထောက်ခွာပေးရမယ်ခုနှစ်ရခိုင်အစိုးရထိန်းချုပ်ထားသော ဝါအုပ်ချုပ်ခွင့်ရမြို့နှမြို့ကို UWSA တန်အနန်ရတံပရောမှာသဘောတူညီတယ်နော်တဝက်ပရပရခွေးတွေခွေးဖြစ်ပြီးတဲ့အတွင်းစည်းနေကန်ဝါမှာသတင်းရယူတင်ပေးခြင်းဖြစ်ပါတယ်တဲ့နော်နောက်တစ်ခုကတော့ခိုလန်ပေါ့နော်ခိုလန်ကနေပြီးတော့အကူညီတောင်းတာအခုရေးတဲ့ခိုလန်မှာနှလုံးတိုင်တွေကအရန်များတယ်တဲ့ရဲကမဖမ်းဘူးတိုင်ရင်လည်းမဖမ်းဘူးတဲ့အခုဒိုင်တွေကဖုံးနဲ့အလုတ်ကြတယ်တဲ့ဒိုင်အကြီးစားတွေကားတဲ့နမ်မီမသိအောင်တဲ့ နာမည်မသိအောင်ဘောခိုလန်မိသက်ယုံချေကအိမ်မှာကိုဖုံးနဲ့နော်အခုခိုလန်မှာဘဝပြတ်နေတဲ့လူတွေတအားများတယ်တဲ့ KTV ကဒုက္ခပေးတာတမျိုးတဲ့နှလုံးသုံးလုံးကတမျိုးနဲ့ကလေးလူကြီးအကုန်ပျက်စီးနေတယ်တဲ့ကိုဖုံးမဲ့စပီကာတရားအုံအနေနဲ့ကုညီနိုင်မယ်လို့ကျွန်တော်ကကိုဖုံးပြောကိုဖုံးကိုပြောရတာဖြစ်ပါတယ်တဲ့နော်ခိုလန်ရေနံချောင်းသမင်းဆိုင်မှာရောင်းနေတယ်ကိုဖုံးနဲ့ရဲတွေလည်းတည်တယ်တမျိုးလုံးမဖမ်းဘူးတဲ့မနဲ့ဆိုရင်ရက်ွက်တစ်သမင်းကြော်ဆိုင်မှာရောင်းကြတယ်တဲ့ ရင်းနံကြောင်းထမင်းဆိုင်မှာရောင်းနေတဲ့နော်ဒါကတော့ခိုလံပေါ့နောက်တစ်ခုကမြေပင်သတင်းပေါ့နော်24လ2025ရက်နေ့တွင်နဲ့လေးမျက်နှာမြို့နယ်တွင်ရှိတဲ့တောင်ချေရွာတွင်တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းသိရတယ်တဲ့တိုက်ပွဲဖြစ်နေစဉ်နဲ့တိုက်ပွဲနဲ့မပတ်သက်သောပန်းတော်ကြီးတောင်းဆရာတော်နေနဲ့ပတ်ဝန်းကျင်မှာဖုံးတော်ကြီး၃ပါးစုစုပေါင်း၄ပါးကိုအေအေကဖမ်း၍ခေါ်ယူသွားတယ်တဲ့နော်နောက်တစ်ခုကကလေးမျိုးနဲ့ကြံသာကြီးပါကို အကြမ်းဖက်သမားများတိုက်ခိုက်ဖို့အတွက်ကုံကြားစီစိုက်ထုတ်ပေးသူများမှာတစ်မျိုးတော်ထွန်းခုံတိုးမြို့တာခုံတိုးခုံတိုးမြို့တာနှစ်တန်းတန်းတွေခုံတိုးမြို့တာသုံးဤဖြူခုံတိုးမြို့တာကြံတာပြည်သူစစ်ကြေးရွာမှာတည်ယူသွားသောထွန်ဆက်စဘာရိတ်ချွေစံများနွားကျွဲစဘာနံပဲစသောတီးနံများကိုထိုပုပ်ကိုများကတည်ယူ၍စဘာများကိုချင်းမိနေသူဖောကား၁၄စီးဖြင့်စဘာတချို့ကိုထောက်ချံရွာသို့၎င်း ရိတ်ကချွေစက်နဲ့ထွန်စက်များကိုခုံတုံးမြို့သားတွင်လေလံတင်ရောင်းချနေပါတယ်လိုအပ်သလိုအေးအေးယူပေးပါရန်တဲ့နော်နောက်တစ်ခုကဒါကတော့ဝက်ဝင်အစ္စရေးရနေပြီးတော့ရဲလက်ကိုအပ်လိုက်ပြီးတော့ဘလို့ဖြစ်ပြီးတော့လွတ်သွားတယ်တော့မသိဘူးတော်လန်ရေးရဲ့ခေါင်းကိုင်ဖခင်ကြီးဦးလင်းကြည်နဲ့စိန်ရနာပရယတိစာတင်တိုက်ကတားပုကို၁၈ရက်နေ့ကဖမ်းမိပြီမဲ့ပြန်လို့ပေးလိုက်တယ်လို့သိရတယ်တဲ့စစ်တပ်ကင်းစင်နေမြဖြစ်အောင်လုပ်ရမယ်လို့ ကျုံဝါဒတွေဦးလေးကြီးဟာနောင်ချို PDF တွေကိုဘလို့ထောက်ပံ့နေဆိုတာအားလုံးသိတယ်အခုညောင်ဝင့်ရွာမှာဖျားတဲတာကိုအကြောင်းပြပြီးတစ်ဖက်လက်နဲ့ပလောင်စကန်းကောင်းအောင်လှုပ်ပေးနေတယ်တဲ့တားဘူးဆိုတာလေးမျက်နာဖျားမှာအိမ်ချိတ်ပိတ်မခံရအောင်ဆိုပြီးဆက်ကြီးလာလာကောက်နေတဲ့ကောင်မာတဲ့စစ်ဆောင်တွေကနောင်ချိုအိမ်ကိုချိတ်ပိတ်မှာကြောက်လို့ပေးနေတာတဲ့သုံးချိန်ရှိပြီးတဲ့ရွှေစည်ဒီမှာလဲဆက်ကြီးလာကောက်ယူနေပါတယ်တဲ့မနေ့ကနေ့ရက်နေ့မှာ DBLA က30ရွာမှာလက်နက်တွေလာထုတ်သွားတယ်တဲ့30ရွာမှာလက်နက်တွေထုတ်တာဒီလိုဓနု10ရောက်ဓနုမိန်ကလေး10ရောက်ကို TNN အကြမ်းဖက်လက်နက်သူတောင်းချမ်းသူကတနက်တလက်နဲ့လဲတာအဲ့ဒါမနေ့က30မှာလာထုတ်သွားတယ်နော်နောက်တစ်ခုကတော့အေယော်ရီတိုင်းအစားအပါပေါ့နော်အေယော်ရီတိုင်းငတိုင်းချောင်းရေကြီးရတော့အလုံးတော်တော်လုံပုံရတယ်အေယော်ရန်ဒေတာကြီးရေကြီးမျိုးနဲ့ငတိုင်းချောင်းမျိုးထောက်ဖို့များကို16ရက်နေ့မှာရွှေပြည်အေးဆန်ဆက်ပွဲယုံ ယခင်ရုပ်ရှင်ုံပိုင်ခြင်းမိသားစုကိုဝင်ဖမ်းနေတဲ့နောက်ည20ရက်နေ့ည7နာရီမှာ လောက်ပါတဲ့9ဦးထပ်ဖမ်းပါတဲ့1ဦးလေဟုံပဲပွဲယုံ2ဦးသိန်းထွန်းပဲပွဲယုံ3မောင်မောင်သိန်းဇာမဏီဆန်ဆက်၄ပိုင်ရှင်ပဲပွဲယုံနဲ့နော်5ဦးမျိုးသိန်းသားယူမောင်ဆန်ပွဲယုံ6နေတော်ထွန်းဆန်ပွဲယုံ9တန်းတော်ဆိုးဆန်ပွဲယုံ8ဟိမင်းအိမ်ဆောက်ပစ္စည်းအယောင်းဆိုင်တို့ကိုဖမ်းသွားတယ်တဲ့ကျန်နာတွေ ရှိသေးတယ်တဲ့အားလုံးကထောက်ဖို့တွေပါတဲ့ကဲနော်ဖန်းနေကောင်းတယ်ဖန်းနော်နောက်တစ်ခုကတော့အဲ့ဒီဩစောနာဘောနော်နောင်ချိုးနောင်ချိုးမှာဓနုပီရီယက်တွေနော်နောင်ချိုးထွေအုပ်ကထွေအုပ်ကအတွဲတဲ့ဒေါ်ကြီးပြာဦးဆိုတာစိန်ယရနာပရိယတ်ရဲ့စာတင်တိုက်ကဖုန်းကြီးနဲ့အမျိုးဖြစ်ပြီးဖျဲသီးကြီးစားလုံနေတယ်တဲ့ကုံကြီးထောက်ခံသားတွေလုတ်ပေးထားတယ်တဲ့ပလူပြောင်ကိုလုတ်ပေးထားတဲ့ PDF တွေနဲ့ PDF မျိုးနယ်တွေက ကောင်းကြီးတောက်ကန်သာတွေနဲ့ဝင်းကြီးထွက်ကြီးလုံနေကြတယ်တဲ့မခွန်းချိုသာဆိုတဲ့ကောင်းမလေးကလည်းစေယရနာဘုံကြီးနဲ့မက်ကြီးပြဦးအမျိုးဖြစ်ပြီးကောင်းကြီးတောက်ကန်သာတွေနဲ့နောင်ချိုပီဒီအက်တွေကိုတဲနေတယ်တဲ့တေချာရှင်းစင်ပေးနေတယ်တချို့ကဟိုကိုចောင်းကြီးကတောက်ကန်သာတွေလှုပ်ပြီးလူကယ်ရီတာတဲနေကြတယ်တဲ့အပြန်ကိုစီတယ်တဲ့ပြင်ဦးလွင်မှာပေါ့နော်အဲ့တော့အဲ့ဒီတော်လန်ရဲ့ဘာကစစ်တပ်ကင်းစင်နေမီမေလုံးမဲ့လူဆိုးအောင်အစ်စရေးဆက်မှာဖမ်းပြီးတော့မိုင်းလာကအမျိုးသမီးတယောက်က ထိုင်းတန်ယုံမှာလုံနေတဲ့အမျိုးသမီးတယောက်ကိုဖုံးဆက်တယ်။အဲ့ဒီထိုင်းတန်ယုံကနေပြီးတော့မှဒီကိုဖုံးဆက်ပြီးတော့မှဆရာတော်တွေရဲ့အာမခံချက်နဲ့လွတ်ပေးလိုက်တာပြောတယ်။နော်။ကြည်ကျက်လဲလှုပ်ကြအောင်ငါရှင်တို့နော်။ကိုဘုံနဲ့ရေကြီးမျိုးနဲ့ငဝင်းမြင့်အနောက်ချမ်းကခြေရွာပေါင်းများစွာကိုပြည်သူများအေးချမ်းစွာနေတိုင်းပြည်သူတွေကဘသူကိုယုံကြည်အာမမသိအောင်ဖြစ်နေတယ်တဲ့။ညောင်မောအုပ်စုတောင်းတန်းကနေအနောက် ဖိန်ချင်းကန်ချင်းဒီတစ်ခိုးလမ်းဖြောင်းထားတဲ့လမ်းကနေလူရင်အားရိတ်ခါတွေအပုတ်နေတဲ့ဘယ်သူမှမသားစီးတဲ့ပြင်အုတ်ချုပ်ရည်မှုဝင်းတော်ဦးချင်းတွင်အုတ်ချုပ်ရည်မှုထွန်းကြီးတို့ဟာတဲ့တာဝန်ယူငွေတောင်းပို့ပေးနေတော့အယံဆိုးရင်ရပြီတဲ့အခါရက်ကဆိုတဲ့မနေမနောမဟုတ်ဘူးတဲ့ပို့နေကြတာတဲ့ပို့နေကြတာရခိုင်ရိုးမှချွေကြော်မိုးစကမ်းမှလည်းတဲ့လက်နက်ကန်အဖွဲ့တွေရောက်ရှိနေတယ်တဲ့ အထက်လူကြီးများသိအောင်ပြောပြပါအောင်ဥဖုံးရည်တဲ့ငွေမျက်နာကြည့်ပြီးထင်ရလုပ်နေတဲ့အုပ်ကြီးဝင်းစောဦးကိုဒီတိုင်းလွတ်ထားတော့မျိုးနယ်အဖွဲ့ကိုမေးချင်ပါတယ်တဲ့နော်ပလင်းသူဘူးစို့လားလို့တဲ့မေးပေးပါတယ်ကျေးဇူးပြုပြီးပြောပြပါကုန်ဖို့တဲ့ကိုဖုံးနဲ့သုံးလေးလေးအမြောက်တက်စကန်ဆိုးရင်ရပါတယ်တဲ့နော်နောက်တစ်ခုကတော့ကိုဖုံးနဲ့နထိုးကြီးပီရိယတ်ဝင်ဆောင်တော့မယ်တဲ့အင်အားများတယ်တဲ့နထိုးကြီးမျိုးနဲ့မျိုးပတ်ဝင်းချင်မှာနေရာယူထားတာအများကြီးလို့မျိုးကန်တငယ်ချင်းကပြောတယ်တဲ့ နထိုးကြီးမျိုးကို PDF တွေဝင်ဆောင်တော့မယ်တဲ့နော်သတိထားကြနော်အင်းတော်ရွာမှာဆုတ်ခွာလာတော့ KIA PDF အကြမ်းဖက်များသည်တဲ့ဖောင်းပြင်မျိုးနဲ့ကောက်စားရွာတို့ဆန်ပင်းကားနှစီဖြင့်ရောက်ရှိလာကြပြီးဖောင်းပြင်ကိုတိုက်ရန်ပြင်ဆင်နေကြပြီးဖောင်းပြင်အရှိကန်းဆယ်ချောင်းရွာမှန်မောရွာမင်းရွာမင်းရရွာတယောင်းရွာဇောင်းကလောရွာလက်ပံသာရွာတောင်းတို့ရွာစားသည့်နေရာများ၌စုဝေးနေကြပြီးတက်ဆိုင်ရာအကြီးအကဲများ တာဝန်ရှိပုဂ္ဂိုလ်များတင်ပြသတင်းပေးပါတော့လေအကြမ်းဖက်များဟာဘာတစ်ခုမှလုံဆောင်ခြင်းမရှိပါဘူးတို့ဖြစ်ပါ၍ဟ ோம் မလင်းပေါင်းပြင်စားသည့်နေရာများ၌နိုင်ငံတာဝန်ကောင်းများလိုအပ်လျက်ရှိနေပါသောတာဝန်သည့်ပြည်သူတယောက်အနေနဲ့အဘကာချုပ်ကြီးသိစေရန်ကိုဘုံမတစ်စင်တင်ပြပေးစီလိုပါတယ်တဲ့နော်အပြစ်ကရထားတဲ့ရက်ကတော့ပြီးသွားပြီတဲ့တတ်မှတ်ထားတဲ့ရက်တွေမှာလည်းတက်ရဲတွေတက်ခိုက်ခံရတယ်။တကြံမှာလည်းဇောင်းတွေထားလို့လက်နက်တွေတကားကားတွေနဲ့ဆိုင်ကယ်တွေတဝီဝီသွားနေကြတယ်တဲ့။မလိုင်မြို့နယ်တောင်သားနယ်မြင်းညံနယ်နှထိုးနယ် မကွေးတိုင်းပဲခူးတိုင်းတွေအစိုးဆုံးပါတဲ့ကိုဖုံးလည်းတွေ့မှာပါတဲ့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းကအစိုးဆုံးပါတဲ့နာဆာကကတဘာဝဘေးအရေးတွေးမှာအားဆိုင်လုပ်နေတာပါတဲ့ဒါပေမဲ့အောက်ခြေဝန်ထမ်းကောင်းတွေကတော့ခကြီးမပေါဘူးဖြစ်နေတယ်တဲ့အခုလဲတဲ့ရွေးကောက်ပွဲတွေပြင်ဆင်နေတဲ့ရှမ်းမြောက်လာချိုတရင်ကြောင့်ဝမ်းသာတယ်ဒါပေမဲ့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်း PDF တွေးချင်းတဲ့ရခိုင်ကိုအပြက်ကင်မှရတော့မယ်တဲ့မပြတ်သားလို့မရတော့ဘူးတဲ့ငြိမ်းချမ်းရွတ်တွေ့ဆုံဆွေးနွေးပွဲရတဲ့အချိန်ဆွေးနွေးရမယ်တဲ့ရွေးကောက်ပွဲမတိုင်ခင် PDF တွေကိုအမျိုးမျိုးဒုက္ခပေးကြမှာမလွယ်ဘူးတဲ့ PDF တွေကခုလဲဖန်စီတက်ပြတ်တာတွေနေရာအနှံပြားမှာရှိနေတယ်တဲ့ခုတင်ပြတာတော့ဒီ PDF အကြမ်းဖက်တွေမှာရွေးကောက်ပွဲ အောင်မြင်မဲ့ခုလဲတပူပေါ်နပူစင်းအေးချင်းအရေးမှာ USA နဲ့ဘင်္ဂလားကဝင်ရှုံးမဲ့သတင်းတွေမှာပြလာတော့ပို့ဆိုရင်ရပါတယ်တဲ့ဒါကြောင့် NASA ကကြီးကိုတည်အောင်ပြောပေးပါတယ်နိုင်ငံတော်ညင်ဝတ်ပြပြအောင်တဲ့